တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့ဧပြီလ16ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တိစမှုမစတင်မီကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တိစမှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့နေပြည်တော် PDF 8391တည်ရင်ရဲဘော်အများအပြားနှုတ်ထွက်စာတင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်မြူသားညညရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD နေပြည်တော် PDF 8391တည်ရင်ရဲဘော်အများအပြားနှုတ်ထွက်စာတင်ထားကြောင်းရဲဘော်များကပြောကြားပါဗျ။ နေပြည်တော် PDF တရင်8391ကရင်နီစစ်ဒေသမှာရှိတဲ့တက်ခွဲမှုစကမ်းမှုအပါအဝင်ရဲဘော်64ဦးဟာဧပြီလ10ရက်နေ့မှာအထက်အရာရှိများထံနှုတ်ထွက်စာတင်ထားကြောင်းတက်ခွဲမှုတအုပ်ကပြောပါတယ်။အထက်ကရဲဘော်တွေနှုတ်ထွက်ရတဲ့ရည်ရွယ်ချက်ကတော့တရင်မှုနဲ့တရေးဘူကြီးကိုစင့်ကော်စာလည်းမလားဘာမှလည်းမလားပဲနဲ့ခိုင်မာတဲ့အကြောင်းပြချက်လည်းမရှိလောက်ကျန်ဇက်လန်းနဲ့ကြက်ကလေးငှက်ကလေးဖမ်းတယ်လို့ဖမ်းသွားတယ်။ ဒီဟာကိုကြည်ချင်းအဖြစ်တရင်မှုတယောက်တောင်ဒီလိုလှုပ်တယ်ငါလူကြီးပါငါလှုပ်တိုင်းရတယ်ဆိုပြီးလှုပ်နေရင်ကျန်တဲ့ရဲဘော်တွေမှမလုံခြုံနိုင်တော့တဲ့အတွက်ကိုနှုတ်ထွက်ကြတာပါလို့8391တရင်တခွဲမှုတူကပြောကြပါတယ်နေပြီးတော့ PDF 8391တရင်မှုရဲဘော်ကီနဲ့တရေးဘူကြီးတူးကိုစစ်ဦးစီးအဖွဲ့ကအထက်အရာရှိကိုမထီမဲ့မြင်ပြမှုလက်နက်ကင်ချိတ်ချောက်မှုဆွဆွဲချက်တွေနဲ့ဖန်စီပြီးနောက်မှာရဲဘော်များအခုလိုနှုတ်ထွက်ရခြင်းဖြစ်ပါတယ်။တရင်မှုကိုတခြားကိစ္စတွေအပြစ်ရှိရင်အရေးယူလို့ရတယ် ဒီလိုဖန်ခေါ်သွားတဲ့ကိစ္စမှာကျွန်တော်တို့ကအတိဆုံးသူတို့ပြောတယ်လို့တနက်လဲမောင်းမတင်ဘူးလက်နဲ့ကင်ပြီးလဲမချင်းချောက်ဘူးဒါကတက်တက်ဆွဆွဲချက်ပဲဖြစ်တယ်လို့၎င်းကဆိုပါတယ်အဆိုပါကိစ္စနဲ့ပတ်သက်ပြီးနေပြီးတော့ PDF စစ်ဦးစီးချုပ်ဘိုလက်ကြာကိုကရင်နီလူတို့အတန်အနေနဲ့ဆက်သွယ်မေးမြန်းထားပေမဲ့လဲပြန်လဲဖြေချခြင်းမရှိသေးပါဘူးအခြားရှစ်တုံညာတက်ရင်ရဲဘော်တို့ကလဲကျွန်တော်ကရှင်းရှင်းလေးပါသူတို့ကအပြစ်မရှိတဲ့လူတယောက်တက်ရင်မှုကိုဖမ်းတယ်အဲ့ဒီအတွက်ကြောင့်မလို့ဆက်ပြီးတော့တာဝန်မထမ်းဆောင်ခြင်းလို့လို့ဆိုပါတယ် အဆိုပါပြည်တနာအစမှာမတ်လ29ရက်နေ့မှာစစ်တောက်ချုပ်ဖွင့်လင်းတဲ့ဟော့ပေါ်စားတောက်ဆိုင်မှာစစ်ဦးစီးအဖွဲ့ဝင်တဦးနဲ့စစ်ဦးစီးချုပ်လုံချုံရဲအဖွဲ့ဝင်ရဲဘော်တီဟာတို့ထို့ကျိတ်ရန်ဖြစ်ခဲ့ပြီးနောက်ရဲဘော်တီဟာက83တက်ရင်မှုကိုလာရောက်ခေါ်ဆိုရာရဲဘော်များနဲ့တွားရောက်ချိန်မှာစစ်ဦးစီးချုပ်နဲ့စကားများရန်ဖြစ်ခဲ့ကြောင်း83တက်ရင်ရဲဘော်များကပြောကြားပါတယ် အဲ့ဒီနောက်ဧပြီလ3ရက်နေ့နဲ့10နာရီခန့်မှာနေပြည်တော် PDF 8တုံညာ1တည်ရင်မှုရဲဘော်ကီနဲ့တည်ရေးဘူမိုးလင်းတို့ဦးစီးအဖွဲ့နဲ့ရဲဘော်အင်အား100ခန့်ဟာ MOD ညွန်ကြားချက်နဲ့လက်ထိတ်ခတ်ပြီးဖမ်းဆီးခေါ်ဆောင်သွားပြီးစကမ်းမှာရှိတဲ့လက်နက်ခဲယမ်းများအပါအဝင်အုတ်ခွက်ပကန်းများပါတင်ဆက်သွားကြောင်းရဲဘော်များကတူညီစွာပြောဆိုကြပါတယ်လက်ရှိအချိန်ထိ၈၃၁တက်ရင်မှုကိုနေပြည်တော် PDF တက်ရင်တစ်ခုမှအကျယ်ကျုပ်ချထားပြီးကြန့်ရှိနေသေးတဲ့တာဝန်များကိုတုတက်ရင်မှုထံယာယီလွှဲအပ်တာဝန်ပေးထားကြောင်းပိုလက်ကြာကရခင်အင်တာဗျူးမှာပြောကြားထားပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နထိုးကြီးမြို့ပေါ်မှာအရက်ထွက်ဝဲတဲ့စစ်သားနှုတ်ကိုအနီးကပ်ပစ်ခတ်တိုက်ခိုက်မှုနှုတ်စလုံးသေဆုံးပြီးတနက်နက်လက်သိမ်းဆဲရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းနထိုးကြီးမြို့ပေါ်မှာအရက်ထွက်ဝဲတဲ့စစ်သားနှုတ်ကိုအနီးကပ်ပစ်ခတ်တိုက်ခိုက်ရမှာနှုတ်စလုံးသေဆုံးသွားပြီးတနက်နက်လက်သိမ်းဆဲရရှိခဲ့ကြောင်းနထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါရတယ်။ ဧပြီလ15ရက်နေ့နနက်9:30မိနစ်အချိန်ခန့်မှာနထိုးကြီးမြို့ပေါ်မှာအရက်ထွက်ဝဲတဲ့စစ်ကောင်စီတပ်သားနှုတ်ကိုနထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတော်လန်ကြီးရဲဘော်နှုတ်ကပစ္စတိုနှစ်လက်နဲ့ဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားနှုတ်လုံးနေရရင်ပင်ပွဲချင်းပြီးတေဆုံးခဲ့ပြီး MA11 နှစ်လက်ကြီပေါက်၃ပေါက်5.56ကြီ85တောင်းနှုတ်ကိုတင်းဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။အရက်ထွက်ဝဲတဲ့စစ်ခွေးနှစ်ကောင်ကိုကျွန်တော်တို့ရဲဘော်နှစ်ဦးကပစ္စတိုနဲ့အနီးကပ်ဝင်ပစ်တာ ခွေးနှကောင်လုံးသိသွားပြီးတနက်နှစ်လက်တင်ဆက်ရရှိခဲ့ပါတယ်။ရဲဘော်တွေအထီးကိုင်းမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့နထိုးကြီးမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အကြံဖတ်စစ်ကောင်စီတပ်ကအပြည့်အခက်ရက်စဲရိတ်ကြီးညာထားပေမဲ့လည်းနထိုးကြီးမျိုးနဲ့အတွင်မှရှိတဲ့ကြေးရွာများနဲ့ဘာသာရေးအဆောက်အုံတွေကိုဥတည်ပြီးလေရင်နဲ့တော့၎င်းစက်တက်လေဒီနဲ့တော့၎င်းဟာဝေဇာနဲ့တော့၎င်းနေစဉ်ပြစ်ခတ်ဘုံကျဲတိုက်ခိုက်လျက်ရှိတဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့တတိပြုနေထိုင်ကြဖို့နထိုးကြီးမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတတိပေးပြောဆိုထားပါတယ်။ မြန်မာနှစ်ကိုတကြံကာလမှာပြည်သူအလုံးဘေးအန္တရာယ်ကင်းဝေးပြီးစိတ်ချမ်းသာစွာနေထိုင်နိုင်ကြပါစေကြောင်းစုတောင်းမြတ်တာပို့တာတယ်လို့နထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးမှာမိုးတက်လေပြင်းကြပြီးငလင်တင့်သုံးတက်တိုက်ပြိုကျခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့မှာယမန်နေ့ညနေ9နာရီခန့်မှာစတင်ပြီးမိုးတက်ထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့်ငလင်တင့်သုံးတက်တိုက်အဆောက်အုံတစ်ခုပြိုကျခဲ့ကြောင်းဒေသခံများထံမှသိရပါတယ်။ အဆိုပါတုံးတက်တိုင်မှာလမ်း80နဲ့81လမ်းကြား26လမ်းပေါ်မှာရှိတဲ့ပြင်ထန်ကလေးလှုပ်ခတ်ခဲ့ပြီးနောက်တစ်ဖက်ကိုစောင်းနေတဲ့ fine stone ဖွင့်လက်ထားတဲ့အဆောက်အုံဖြစ်ပြီးလူထိကိုက်တိုက်စုံမှုမရှိဘူးလို့မြို့ကန်များကပြောဆိုပါတယ်။ဂျမန်နေညနေပိုင်းမှာမန္တလေးမြို့အပြင်ငလင်တန်ပြင်ထန်စွာခန်းစားထားရတဲ့အမရပူရာ၊စကိုင်းတတားဦးအင်းဝဒေတာများမှလည်းမိုးသေးထန်စွာရောက်သွန်းခဲ့ကြောင်းအမရပူရာမြို့မှာအဆောက်အုံပြုတ်ပြက်များကြားမှအနေပိုင်းနေအိမ်များအတွင်းသို့ရေများဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်လက်မများပေါ်တက်တိုင်များကျူး တစ်ပင်များလဲကြခဲ့ပြီးလက်ရှိအချိန်ထိလေတိုင်တို့ယော့သွားပြီဖြစ်ပေမဲ့လည်းမိုးကောင်းနေစေဖြစ်ကြောင်းဒေသခံများကပြောပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဖလန်းမြို့တိုင်တိုက်ပွဲမှာတိုင်ဆဲရမိတဲ့စစ်ကောင်စီရဲ့အမြောက်ကြီးအကြောင်းတင်ဆက်ပေးပါမယ်။ချင်းညီနောင်တပ်တွေရဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာဧပြီလ9ရက်နေ့မှာချင်းပြည်နယ်ရဲ့နာမည်ကျော်ဖလန်းမြို့ကိုအလုံးစုံတိုက်ပိုက်နိုင်ခဲ့ပြီးစစ်ကောင်စီထံကဟာဝေဇာအမြောက်ကြီးတက်လက်ကိုလည်းတိုက်ပိုက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးချင်တာကတော့မင်းအောင်လိုင်းကမြန်မာနှစ်တကူကာလအကျဉ်းသားတချို့လူငယ်ချမ်းသာခွင့်ပေးရန်ရှိနေပြီးအာဆီယံရဲ့အတိအမှတ်ပြုမှုရယူလိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်းကမြန်မာရိုးရာနှစ်တကူကာလလှုပ်ဆောင်ရဖြစ်တဲ့အကျဉ်းသားများလူငယ်ချမ်းသာခွင့်ပေးရန်ရှိနေပြီးအဆိုပါလူငယ်ချမ်းသာခွင့်နဲ့အာဆီယံရဲ့အတိအမှတ်ပြုမှုနဲ့ချီးကျူးမှုရယူလိုနေကြောင်းနေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုပါတယ်။ အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါရဲ့ဖိတ်ကြားချက်အရဧပြီလ18ရက်နေ့မှာထိုင်းနိုင်ငံဘန်ကောက်မြို့ကိုတွားရောက်ပြီးအာဆီယံခေါင်းဆောင်များနဲ့တွေ့ဆုံရန်ရှိတဲ့မင်းအောင်လှိုင်ကမြန်မာ2021ရက်နေ့မှာလွတ်ငင်းချမ်းသာခွင့်များကြေညာရန်ရှိကြောင်းအဲ့ဒီလိုကြေညာရမှာအကျဉ်းသားများကိုလွှတ်ပေးခြင်းနဲ့အာဆီယံရဲ့အတိမတ်ပြုမှုကိုရယူလိုတဲ့သဘောရှိနေကြောင်းနေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုပါတယ်။19မှာလွတ်ငင်းချမ်းသာခွင့်ပေးမယ်လို့သိရပါတယ်။အကျဉ်းသားတွေထက်လွတ်မယ်ဆိုပေမဲ့ရာဇဝတ်အကျဉ်းသားတွေပဲတော်တော်များများပါနိုင်ပါတယ်။ ASEAN meeting ခေါ်တာတော့နိုင်ငံရေးနဲ့ဆက်နွယ်တဲ့အကျဉ်းသားတချို့ကိုလည်းလွတ်နိုင်တယ်လို့သိရပါတယ်။နိုင်ငံတော်အတိုင်ပင်ခံဒေါအောင်ဆန်းစုကြည်နဲ့တမရအိုးဝင်းမြင့်တို့ကိုတော့လွတ်မဲ့အခြေအနေမကြရပါဘူးလို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုပါတယ်။ ASEAN ဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဒဝါကထိုင်းနိုင်ငံဘန်ကောက်မြို့မှာအကြံဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းနဲ့အာဆီယံခေါင်းဆောင်များမနက်ဖြန်ဧပြီလ18ရက်နေ့မှာတွေ့ဆုံရန်ရှိနေပြီးအဆိုပါတွေ့ဆုံမှုမှာအပြည့်အခက်ရက်စဲရေးပြီးငလင်ဘေးအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရိတ်ကိုအဓိကဆွေးနွေးတော့မှာဖြစ်ကြောင်း အာဆီယံရဲ့မြန်မာအရေးဖြည့်ရှင်ရေးဘုံသဘောတူညီချက်၅ချက်ကိုဆက်လက်ကင်ဆယ်ထားစေဖြစ်ကြောင်းတရားဝင်ထုတ်ပေါ်ပြောဆိုထားပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့တပတ်သက်ကြီးနိုင်ငင်ညင်ပြုတ်လောက်တာကိုပူတွေဆန့်ကျင်တင်တယ်လို့တရုတ်က VNN ကိုပြောခဲ့ကြောင်းတင်ဆက်ပေးပါမယ်။တရုတ်နဲ့ VNN တို့ဟာတပတ်သက်ကြီးနိုင်ငင်းချင်းပြုတ်လုံနေမှုကိုပူတွေဆန့်ကျင်တဲ့နယ်လို့ VNN Community Party အထွေထွေအတွင်းရေးမှူးတိုလန်နဲ့ဆွေးနွေးစဉ်တရုတ်သမ္မတရှီကျင့်ဖင်ကပြောကြားလိုက်ပါတယ်။ တနင်္လာနေ့က VNN နိုင်ငံမှာတိုလန်နဲ့တွေ့ဆုံစဉ်ရှီကျင်းဖင်ကအခုလိုမှတ်ချက်ပြုခဲ့တယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကပြောပါတယ်ရှီကျင်းပင်ဟာယခုနှစ်အတွက်ပထမဆုံးသောပြည်ပခီးစဉ်ရဲ့တစိတ်တပိုင်းအဖြစ် VN နိုင်ငံကိုတွားရောက်ခဲ့ပါတယ်။တရုတ်နဲ့အမေရိကန်အကြားကုန်သွယ်ရေးပွတ်တိုက်မှုအရှိန်မြင့်နေပြီးနှစ်နိုင်ငံစလုံးကအပြန်အလှန်စီးကျက်ခွန်တွေတက်မှတ်နေချိန်မှာ၎င်းတို့နှစ်ဦးအခုလိုဆွေးနွေးခဲ့ကြတာပါ။ တရုတ်နဲ့ VNN ဟာဉာဏ်ရည်ဒုနီးပညာလေယာစိုက်ပျိုးရေးအပါဝင်နေပယ်စုံမှာပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ဖို့သဘောတူခဲ့ပြီးသဘောတူညီချက်45ခုကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။အမေရိကန်နိုင်ငံနဲ့ကုန်သွယ်ရေးပွတ်တိုက်မှုအကျိုးတက်ရောက်မှုတွေလျှော့ချဖို့တရုတ်နိုင်ငံဟာအဓိကကုန်သွယ်ဘက်နိုင်ငံတနိုင်ငံဖြစ်တဲ့ VNN နဲ့ဆက်ဆံရေးတိုးမြင့်ဖို့ကြိုးပမ်းနေပါတယ်။အာဆီယံအဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ဖို့ VNN ခီးစဉ်ပြည်ပါကရှီကျင့်ပင်ဟာမလေးရှားနဲ့ကမ်ဘောဒီးယားနိုင်ငံကိုတွားရောက်မယ်လို့သိရပါတယ် တရုတ်နိုင်ငံအတွက်အာဆီယံအဖွဲ့ဟာအမေရိကန်နိုင်ငံထက်ပိုမိုကြီးမားတဲ့ကုန်သွယ်ဘက်တစ်ခုဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ဆရာလှဆိုးဝေရဲ့မကူညီလင်နေပါမနှောက်ရှက်ပါနဲ့ဆိုတဲ့စီရေးတုံးသက်ချက်ကိုတင်ဆက်ပေးပါမယ်။တူကဲတို့စာရန်ပါတဲ့ဆိုင်းပုံများကိုငလင်ဘေးတဲ့နေရအနှံ့ပြားမှာချိတ်ဆွဲထားရတော့မလို့ဖြစ်လာနေပါတယ်။ စစ်ကောင်စီကမန္တလေးမှာငလင်တန်တင့်ပြည်သူတွေကိုအကူအညီများပေးနေတာကိုပုံမထင်းချုပ်ရန်ကြိုးပမ်းလာမှုများဟာစေတနာဝန်ထမ်းအကူအညီပေးနေသူများကိုကြောချမ်းသွားမတတ်ဖြစ်လာစေခဲ့သူ Frontier မြန်မာမှကိုတွေ့ကြုံခဲ့ရသူများရဲ့တင်ပြချက်များကိုကိုကတင်ပြထားပါတယ်။မတ်လ28မြင်းငလင်ကြီးကြောင့်မန္တလေးအောင်မြေတာဆန်ရက်ကွက်နေဦးစိုးလူအမည်ရင်းမဟုတ်နဲ့မိသားစုကိုချစ်ချစ်တောက်ပူပင်းလာတဲ့လမ်းပေါ်မှာတွန့်ပို့ပစ်ခဲ့ပါတယ်။ အိမ်ဟာနေလို့မရအောင်ပျက်စီးသွားပြီးကျုံရှိပတ်ပတ်လည်ရှေ့ဆောက်ပေးထားတဲ့ရွက်ပြင်တင်းများထဲမှာနေနေကြရပါတယ်။၎င်းတို့အပါအဝင်ရာပေါင်းများစွာသောငလင်ဘေးသင့်မိသားစုများဟာလည်းစစ်ကောင်စီဘက်မှအကူအညီမဲမဲရရမရတော့ညာလဲစားရေးတောက်ရေးအတွက်စေတနာဝန်ထမ်းများရဲ့ထောက်ပံ့ကူညီမှုများကြောင့်ပထမရက်တရပတ်အတွင်းအတော်လေးအဆင်ပြေခဲ့ကြတယ်လို့ဆိုပါတယ်။အဲ့ဒီလိုအစဉ်ပြေခဲ့ရခြင်းမှလည်းအချိန်နည်းများရှုပ်ထွေးနေတဲ့ကာလဖြစ်တဲ့အတွက်ကုညီပေးသူများနဲ့ကေဇယ်ရဲ့အဖွဲ့များကိုအတားအဆီးမရှိလုတ်ခွင့်ပေးထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ် ဧပြီလ9ရက်နေ့မှာတော့အခြေအနေများကအပြောင်းလဲကြီးပြောင်းလဲသွားခဲ့ရပြီဖြစ်ပါတယ်။အာနာသိန်းအဖွဲ့ဒုခေါင်းဆောင်စိုးဝင်းကနေပြည်တော်မှာအစည်းအဝေးခေါ်ယူပြီးကေဇေရေးနဲ့ထောက်ပံ့ရေးပေးနေသူအလုံး၎င်းတို့ထံမှခွင့်ပြုချက်တောင်းရမယ်လို့ညွှန်ကြားလာခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။နောက်တနေ့မှာပဲရက်ွက်အုပ်ချုပ်ရေးမှူးများကရွက်ပြင်တဲများရှိမှစိုင်းဘုတ်များဇပွဲကလထိုင်များခင်းပြီးအခန့်အသားနေရာယူလာကြပြီးမိသူမဆို၎င်းတို့ထံမှကိုရေးအချက်လက်များဖောင်ပြေပြီးခွင့်ပြုချက်ယူရမယ်လို့ဆိုလာပါတယ်။ ဲ့ဒီလိုလှုပ်လာတဲ့အတွက်လာရောက်လူသူများနေပါသွားပြီးရခင်တနစ်လျင်၁၀ဘွဲ့လောက်ရှိခဲ့ရာကနေနှစ်ဘွဲ့လောက်သာရောက်လာပါတော့တယ်။မန္တလေးမှာဧပြီ9ရက်6ရက်တွေမှာလျှက်တပြက်မိုးတဲထန်စွာရောက်သွန်းမှုကြောင့်အိုးအိမ်မဲ့ပြည်သူများအမိုးအကာအောက်ရောက်ရှိရေးဟာအကြီးတကြီးလိုအပ်လာခဲ့ပါတယ်။ဧပြီလ9ရက်နေ့မှာရက်ပြင်းတင်းများရှိရက်ကွက်အသီးသီးရဲ့နံပါတ်များရေးထိုးထားတဲ့အနီရောင်ဆိုင်းပုတ်များအနီးမှာစစ်ကောင်စီမှဖွဲ့ပေးထားတဲ့ဖတ်တလဖခေါ်ရှက်အင်းကြီးအပြာများဝက်ကနံပါတ်တုံများကင်ဆောင်ထားတဲ့ volunteer လုံခြုံရေးအဖွဲ့များပေါ်လာကြပါတယ်။၎င်းတို့တာဝန်ဟာငလင်ဘေးသင့်သူများလုံခြုံရေးအတွက်ပြောနေကြပေမဲ့တကယ်တမ်းမှာတော့အလှူရှင်များရဲ့ကူညီထောက်ပံ့နေမှုများမိတို့ဝေငှနေတာကိုစီမံခန့်ခွဲရန်ရောက်လာကြခြင်းဖြစ်ပါတယ်။၎င်းတို့ကကိုတိလက်ရောက်ဝင်ရောက်ဟန်ထားခြင်းမရှိပေမဲ့စစ်တပ်ရဲ့ဖိနှိပ်အုပ်ချုပ်မှုများအောက်မှာနေလာခဲ့ကြရတဲ့ပြည်သူများကတော့ကြောချမ်းစရာကောင်းလောက်အောင်အထိတ်တလန့်ဖြစ်လာကြရပါတယ်။ စိုးဝင်ကန့်တက်လိုက်မှုကြောင့်ရန်ကုန်မှရောက်လာသူနေပါသွားပြီးရောက်နေတဲ့အဖွဲတချို့ပင်ပြန်သွားခဲ့ကြပါတယ်။မရန်ကုန်မြို့နယ်မှာအလူငွေကောက်ခံနေသူများလည်းခွင့်ပြုချက်မရှိလို့ဆိုပြီးတားမြစ်ခံခဲ့ရပါတယ်။ခွင့်ပြုချက်အတွက်ရက်ွက်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများရဲစခန်းများကိုတွားရောက်ထောက်ခံစာအစစ်အစင်တောင်းယူကြရမှာဖြစ်ပါတယ်။ရခင်အလူငွေကောက်ခံထားပြီးသူများပင်မိတို့ဝေငှပေးရမည်ကိုမသိဖြစ်လာနေကြပါတယ်။ ရန်ကုန်မှအဖွဲ့ဝင်30ပါတဲ့အဖွဲ့ဟာ၎င်းတို့ရရှိထားတဲ့လူငွေ340ကိုလိုအပ်တဲ့စေဝါပစ္စည်းများဝယ်ယူနိုင်ရေးအတွက်လှူဒန်းရန်ကြောက်စဲဆေးရုံကိုရောက်ရှိလာတဲ့အခါမှာတော့ဆေးရုံဝင်းအပြင်မှာစောင့်နေကြတဲ့စစ်သားများထွက်လာပြီးခွင့်ပြုချက်စာရွက်ပမပမေးမြန်းခဲ့ပါတယ်။ဆေးရုံတာဝန်ရှိသူများပင်ခွင့်ပြုချက်မပါ၍လက်မခံရဖြစ်နေကြပါတယ်။နောက်ဆုံးဆေးရုံဝင်းတဲ့အုပ်ကသူဝေငှပေးပါမယ်လို့ပြောလာ၍မတက်တာသည့်အဆုံးပေးခဲ့ရတယ်လို့ဆိုပါတယ်။ လားတူအဖြစ်များကဆေးရုံအများအပြားမှာဖြစ်ခဲ့ပြီးခွင့်ပြုချက်မရတဲ့အတွက်ဝင်ရောက်လှူဒန်းနိုင်ခြင်းမရှိလို့အလှူရှင်များကပြောခဲ့ကြပါတယ်။ပြည်မနာမျိုးအနီးမှာရှိတဲ့ဂရင်တရားဆက်ယာယီဆေးရုံမှာတော့ဂိတ်ဝါမှယူထားလိုက်တယ်လို့ဆိုပါတယ်။အဆောက်အုံပြတ်များအောက်ပိတ်မိနေသူများအားကယ်ဆယ်နေတဲ့အဖွဲ့များနဲ့အလားတူကန့်သက်မှုများနဲ့ကြုံနေကြရပြန်ပါတယ်။ ရန်ကုန်မှကေဇယီအဖွဲ့များငလင်လှုပ်ပြီးလင်ပြီးချင်းတကားမရှိဓာမရှိဝင်ထွက်နိုင်ခဲ့တဲ့အတွက်အရေးကြီးတဲ့82နှစ်အတွင်းလူအသက်ပေါင်းများစွာကယ်တင်နိုင်ခဲ့ပေမဲ့စိုးဝင်းရဲ့ဧပြီ9ရက်အမိန့်ကြောင့်မြို့ပြင်မှာစစ်ဆေးရေးဂိတ်များချလာပြီးခွင့်ပြုချက်မရပါကဝင်ခွင့်မပေးတော့လို့ဆိုပါတယ်ကေဇယီအဖွဲ့တော်တော်များများလည်းစစ်ဆေးရေးဂိတ်များမှလှည့်ပြန်ခဲ့ကြရပါတယ်ဧပြီလ10ရက်နေ့မှာတော့နေပြည်တော်အတွင်းလှည့်လည်ကြည့်ရှုခဲ့ကြတဲ့ Frontier အဖွဲ့ဟာတမျိုးလုံးမှာကေဇေးရေးလုပ်နေတဲ့အဖွဲ့တစ်ဖွဲ့ကိုသာတွေ့ခဲ့ကြရပါတယ်။ စစ်အာဏာသိမ်းအဖွဲ့ဟာ၎င်းတို့လည်းမကူညီတဲ့အပြင်ကူညီမဲ့လူတွေကိုလည်းဟန့်တားနေကြခြင်းဖြစ်ပါတယ်။နောက်ထပ်ရရှိတဲ့သတင်းအရအဆောက်အုံပြက်များမှထွက်ပေါ်လာတဲ့အုတ်ကျိုးအုတ်ပဲ့တန်ချိန်စုစုပေါင်း1.5တန်းခန့်ရှိမှဖြစ်ပြီးထရက်ကားများနဲ့အခောက်ရီ3,500ခန့်နဲ့ဖယ်ရှားရမယ်လို့ကုလဖွံ့ဖြိုးရေးအစီအစဉ် UNDP မှခန့်မှန်းထားတယ်လို့သိရပါတယ်။လူပေါင်း6,000ခန့်နဲ့ယာယီရွက်ပြင်တဲများမှနေထိုင်နေကြရဆဲဖြစ်ပါတယ်။ ပြီးလက်မီတန်နဲ့အခြားဆောက်လုပ်ရေးပစ္စည်းများလဲဈေးများအဆမတန်တက်နေပြီးရဖို့ပင်မလွဲလို့ဆိုပါတယ်။နေပြည်တော်ပြန်လဲတိဆောက်ရေးအတွက်တစ်ပြေးနေတဲ့ကန်ထရိုက်တာများဟာလဲမင်းအွန်လိုင်းရဲ့တာအောင်ပြည်စုံပင်ဖြစ်ပါတယ်။ပြည်သူတို့ရဲ့ခုခံတွန့်လန့်စစ်မုတ်ချအောင်ရမည်လို့ရည်တာထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာအခုလိုအစိုးတီနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။နောက်ထပ်ပြည်ရင်းပြည်ပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ချမ်းမြေ့ကြပါစေခင်ဗျာ။ချမ်းမြေ့